ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဝမ်ချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေတဲ့အားကစားသမားဖိုင်တာတချို့ ਨੇ ပွဲစီစဉ်သူပွဲမန်နေဂျာကိုစောဖြိုးဝေတို့ကိုကရင်လေချားဆောင်တပ်ဖွဲ့ BGF ကောင်းဆောင်စောရှစ်သူရဲ့မိသားစုကငွေကြေးထောက်ပံ့မှုတွေရှိနေတယ်လို့သိရှိရပါတယ်။ဒါကိုမစ္စိမသတင်းဌာနကအခိုင်အမာသတင်းရေးသားလိုက်တာပါခင်ဗျ။သူတို့သတင်းဌာနကို ပြိုင်ပွဲဝင်တယောက်ကပြောတဲ့စကားအပေါ်မူတည်ပြီးတော့ဒီသတင်းကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့မီဇီမာကပြောထားပါတယ်။မကြသေးခင်ကထိုးဝေကလပ်တီထောင်သူဝဲမန်နေဂျာကိုစောဖြိုးဝင်နဲ့ကရင်နယ်ခြားဆောင်တပ် BGF ရဲ့တက်နယ်လေးတက်နယ်မှုဘုံမှုချုပ်စောမှုတို့ဝမ်းရဲ့ဒီချက်အင်ဂျီကိုကင်ပြီးတော့အမှတ်တရဓာတ်ပုံရိုက်ခဲ့တာရှိတယ်ခမညပြီးတော့ဝမ်းမှာအခု ွေးလင်းထက်တို့ထိုးတဲ့ပွဲတွေအဲမွေတို့ထိုးတဲ့ပွဲတွေစိုးနိုင်ဦးတို့ထိုးတဲ့ပွဲတွေ စိန်လုံးလျှော့တို့ထိုးတဲ့ပွဲတွေအောက်ရှင်လေးတို့ထိုးတဲ့ပွဲတွေအဲ့ဘေးမှာအမှတ်တစိုက်အလံတစ်ခုထူးထူးရှားပါဝင်လာတာကိုပြည်သက်တွေသိရှိပါလိမ့်မယ်အဲ့ဒါကတော့ SKK တောင်ရင် FC ဆိုတဲ့စာတမ်းပါတဲ့အမှတ်တစိုက်နဲ့အလံမှာပဲခင်ဗျဟုတ်ကဲ့ SKK တောင်ရင် FC စာတမ်းပါအမှတ်တစိုက်အလံကိုစင်မြင့်ပေါ်မှာပေါ်ပေါ်တင်တင်ပေါ်ပြတာက နိုင်ငံတကာရဲ့အရေးယူမှုကိုစိန်ခေါ်လိုက်တာပဲဖြစ်တယ်ဆိုပြီးတော့ဝေဖန်မှုတွေလည်းထွက်ပေါ်လာပါတယ်စက်တမလာ26ရက်နေ့ကတွင်းလင်းဖြတ်ပွဲထိုးတယ်စက်တမလာ7ရက်နေ့က MWE ပွဲထိုးတယ်ဩဂတ်စ်လထဲမှာစိန်လုံးလျှော်ဟာလင်းဝန်လို့ခေါ်တဲ့အောက်ရှင်းလေးပြီးတော့စိုးနိုင်ဦးသူတို့တွေပွဲထိုးခဲ့တယ်ခမညအဲ့တော့အဲ့ဒီပွဲထိုးခဲ့တဲ့ fighter တွေကိုစောရှစ်သူရဲ့မိသားစုကငွေကြေးထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့သတင်းကပြောထားပါတယ် ပြိုင်ပွဲဝင်ချိုးဝေကလပ်တီထောင်နဲ့ကိုစောဖြိုးဝေကိုယ်တိုင်ကလည်းမကြသိင်က post တခု ရေးသားပြီးတင်ထားရှိပါတယ်။တွားဖို့လာဖို့ကားပါပေးထားတယ်။ငွေကြေးချိုးထောက်ပံ့တာရှိတယ်။ဒီလပြိုင်ပွဲမှာမှထောက်ပံ့မှုရတာပါဆိုပြီးတော့သူကပြောထားတာပါ။ဒါပေမဲ့ထောက်ပံ့ငွေပမာဏဘလောက်ဆိုတာကိုတော့သူကအသိပေးမထားပါဘူး။ social သူမိသားစုကထောက်ပံ့ရင်နည်းနည်းတော့ဖြစ်တော့ပါဦးခင်ဗျာ။တော်တော်များပါလိမ့်မယ်။ဒါကြောင့်လဲ one championship ရဲ့စင်မြင့်ထက်ကို SKK တောင်ရင် FC ဆိုတဲ့စာရန်ပါတဲ့အမှတ်စိတ်အလံကြီးရောက်ရှိလာတာပါမကြသေးခင်ကစောချစ်သူဟာသူ့မြေရဲ့မွေးနေ့ပွဲအတွက်အားကစားပွဲကြီးကျင်းပပြီးတော့ဂုဏ်ပြုခဲ့တယ်ဟုတ်ကဲ့ပြောရမယ်ဆိုရင်ဗျာမြေအတွက်ဟိုအဘိုးဖြစ်သူကတိုင်ပွဲကျင်းပတယ်အဲ့မှာအတော်ဖြစ်တဲ့သူရဲ့အသင်းတွေကြီးပဲပိုဆွဲသွားတယ်ပြောရမယ်ဆိုရင် အာကူရဲ့အသင်းတွေပေါ့လေဘတ်စကတ်ဘောမှာပိုဆွဲတယ်ဘောလုံးမှာပိုဆွဲတယ်နောက်ပြီးတော့ဆော့ချစ်သူရဲ့သားတွေဒီဆောင်ထားတဲ့အားကစားအသင်းတွေကလည်းဂျန်နဲ့ပြိုင်ပွဲမှာပိုဆွဲတယ်ခင်ဗျဒီမှာကျွန်တော်ပြောချင်တာကဘောလုံးပြိုင်ပွဲမှာဆိုရင်ပထမရတဲ့အသင်းကိုကြက်ငွေ3000ရှိမြင်တယ်အဲ့ဒါကမြန်မာ National League မှာ Champion ဖြစ်တဲ့အသင်းကိုပေးတဲ့စုကြည့်တဲ့သုံးစားပုံများတယ်ခင်ဗျဒါကိုကြည့်လိုက်မယ်ဆိုရင် BGF က1 Championship ဝင်နေတဲ့ D Fighter တွေကိုဘလောက်အထိငွေကြေးထောက်ပံ့မှုပေးထားမယ်ဆိုတာပြဿနာလို့ရပါတယ် ဟုတ်ကဲ့ရွှေကုတ်ကိုကြေးရွာနဲ့ BGF နဲ့ဘလို့ပတ်သက်တယ်ကြားဖြတ်နေနဲ့ဘလို့ဆက်ဆက်တယ်ဆိုတာကိုပြည်သက်တွေသိရှိပြီးသားပါခင်ဗျအဲ့တော့လက်ရှိမှာကျွန်တော်တို့သတင်းကြားသိရတာကတော့ MV ပြည်လင်းထက်စိန်လုံးချောဖာလင်းအောင်အောက်ရှင်လေးပေါ့လေစိုးနိုင်ဦးဒီပွဲတွေမှာဒီဖိုက်တာတွေအတွက် BGF ကနေငွေကြေးထောက်ပံ့ပေးတာတွေရှိခဲ့တယ်စောချစ်သူမိသားစုက ငွေကြေးထောက်ပံ့တာတွေရှိခဲ့လို့သိရှိရပါတယ်ခင်ဗျာပြည်သက်တွေအနေနဲ့ဒီသတင်းကိုသိရှိနိုင်အောင်တင်ဆက်ပေးပါပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ